တည်ငြိမ်မှုများတဲ့သဘာဝပါဝင်ခြင်းမိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစီသဘာဝအမွေဆိုတဲ့ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့သဘာဝပါဝင်ခြင်းပျက်စီးမှုတွေကြားမှာအကြောင်းရင်းတစ်ခုဖြစ်တဲ့ပါဝင်ခြင်းမတည်ငြိမ်မှုအကြောင်းကိုကျွန်တော်အနေနဲ့တင်ပြပေးသွားမှာဖြစ်ပါတယ်မိတ်ဆွေပေါင်းတို့ခင်ဗျာဘယ်အရာပဲဖြစ်ဖြစ်တည်ငြိမ်အေးချမ်းမှုရှိခြင်းဟာအရာရာကိုရှင်သန်ကြည်ဖားစေနိုင်ပါတယ်တည်ငြိမ်မှုမရှိခဲ့ရင် အရာရာဟာပျက်စီးဖို့ရလွယ်ကူလာပါတယ်။ကစင်ကလေးဖြစ်တတ်တာလည်းသဘောဝတစ်ခုပဲဖြစ်ပါတယ်။ကမ္ဘာရဲ့အရာမှာသဘောပတ်ဝန်းကျင်ပျက်စီးမှုတွေထဲမှာပဋိညင်မှုတွေကြောင့်ဖြစ်ရတဲ့သဘောဝပတ်ဝန်းကျင်ပျက်စီးမှုဟာလည်းတစ်ခုပါဝင်ဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ကမ္ဘာမှာနိုင်ငံရေးမတည်ငြိမ်မှုတွေစီးပွားရေးမတည်ငြိမ်မှုတွေလူမှုရေးမတည်ငြိမ်မှုတွေဟာကျွန်တော်တို့ကမ္ဘာမှာရှိတဲ့လောဘသားတွေကိုပို့ပြီးအခွင့်အရေးပေးသလိုဖြစ်တတ်ပါတယ် ဖြစ်ရှိလေသောလူမှုရေးကျင့်ဝင်များကိုဥပဒေများကသာထိန်းချုပ်ပေးရတာဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီဥပဒေများဟာတည်ငြိမ်မှုမရှိခင်တော့ကောင်းမွန်စွာကျင့်သုံးဖော်ဆောင်နိုင်ဖို့ရာခက်ခဲမှာပဲဖြစ်ပါတယ်။ဒါကြောင့်လည်းတချို့ကဆိုကြပါတယ်တည်ငြိမ်မှုမရှိရင်တရားဥပဒေစိုးမိုးမှုလည်းမရှိနိုင်ဘူးဆိုကြပါတယ်။ဒီလိုတရားဥပဒေစိုးမိုးမှုမရှိတဲ့အချိန်မှာနိုင်ငံဝန်ထမ်းများဟာလေမိမိတို့လုံဆောင်ရမယ့်ကျင့်ဝတ်များကိုမလိုက်နာပဲလောဘသာ စီးပွားရေးသမားတွေနဲ့ပူးပေါင်းကအကျင့်ပြက်ရှာစားမှုနိုင်ငံတော်ရဲ့တန်ဆာတာများကိုတရားမဲ့စွာထုတ်ယူသုံးစွဲမှုတွေဖြစ်လာမှာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေတွေမှာတိုင်းပြည်မှာရှိတဲ့တန်ဆာတာများဟာပုံမူပြီးဖြစ်စည်းလွယ်တာပဲဖြစ်ပါတယ်။ဒီလိုတာရကတွေဒီလိုဥပမာတွေရှိတဲ့နိုင်ငံတွေကမ္ဘာတဝန်းမှာဒုနယ်ဒီပဲဖြစ်ပါတယ်။မိတ်ဆွေများလည်းကမ္ဘာစာမျက်နှာတွေပေါ်မှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတို့ခင်ဗျာ။အများသောအားဖြင့်တဘောဝရေကန်မြေကန်ကောင်းလာပါပြီဆိုတော့ တဘာဝအရင်အမြင့်များပြားလာတဲ့နိုင်ငံတွေတန်ဆရာပေါ်ပြားလာတဲ့နိုင်ငံတွေမှာဒါမျိုးပုံပြီးဖြစ်တတ်ပါတယ်ဒီလိုနိုင်ငံတွေမှာဘေးနိုင်ငံကြီးတွေရဲ့အုပ်စိုးချယ်လဲဖမ်းမှုတွေအချင်းချင်းတန်ဆရာခွဲဝေမှုမှာမညီမျှမှုတွေကြောင့်စစ်ပွဲတွေအများအားဖြစ်ပွားတတ်ပါတယ်ဒါကသဘာဝတစ်ခုလိုတော့ဖြစ်နေခဲ့ပြီဖြစ်ပါတယ်တခါတလေမှာဒီလိုတန်ဆရာတွေကြောင့်ပဲပဋိညိမ့်မှုတွေဖြစ်ပွားလာရသလို ဒီလိုမတည်ငြိမ်မှုတွေကြောင့်လဲစစ်ပွဲတွေဖြစ်ပွားရတာလို့ကျွန်တော်အနေနဲ့တွေးထင်မိပါတယ်။ဖြစ်ပြမှုတွေမတည်မြဲမှုတွေကြောင့်လဲတန်ဇာတာတွေဟာပျက်စီးကြပါတယ်။ဒီလိုနဲ့ပဲနိုင်ငံများဟာလုံးရလိုက်ပြီးထဏ်ရလုံးကိုခွေးရသလို လုံးပါပါကြတာပဲဖြစ်ပါတယ်။ဒီလိုစစ်ပွဲတွေပြိပက္ခတွေရှိနေတဲ့နိုင်ငံတွေဟာတန်ဇာတာတွေသဘောပေါက်ဝင်ချင်းလှည့်များစွာပျက်စီးကြရတာဖြစ်ပါတယ်။တကယ်တော့သဘောပေါက်ဝင်ချင်းကကျွန်တော်တို့လူသားတွေကိုအစင်အကျိုးပြုနေတဲ့ အရင်မြစ်ကြီးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်လဲတဘာဝအရင်မြစ်ကိုစနစ်တကျထုတ်ယူသုံးဆွဲတဲ့နိုင်ငံတွေမှာ sustainable plan ဆိုတဲ့ရေရှည်အကျိုးစီးပွားကိုအကျိုးပြုတဲ့အစီအစဉ်များကိုရေးဆွဲပြီးတန်ရာစာကနဲ့သဘာဝပတ်ဝန်းကျင်ကိုလူအကျိုးပြုစနစ်တကျထုတ်ယူသုံးဆွဲကြတာပဲဖြစ်ပါတယ်။ဒီလိုနိုင်ငံတွေဟာသဘာဝပတ်ဝန်းကျင်ပြည့်စုံမှုအနည်းဆုံးနဲ့လူလူအကျိုးပြုရေရှည်အကျိုးပြုနိုင်တဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ဒါပဲလေမိတ်ဆွေပေါင်းတို့ခင်ဗျာဒီလိုနိုင်ငံတွေဖြစ်ဖို့ဆိုရင် ျွန်တော်အစာပိုင်းမှာတင်ပြခဲ့တယ်လို့မျိုးတည်ငြိမ်မှုရှိရမှာဖြစ်ပါတယ်။တည်ငြိမ်မှုမရှိတဲ့နိုင်ငံတွေတရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံတွေဟာသဘောပေါက်ဝင်ထိမ့်သိမ်းဖို့ရခက်ခဲလာပါတယ်။တည်ငြိမ်မှုရှိမှသာလျှင်ဥပဒေစိုးမိုးမှုရှိမှာဖြစ်ပါတယ်။တရားဥပဒေစိုးမိုးမှုရှိမှသာလျှင်အကျိုးပြုတဲ့အစီအစဉ်များကိုစနစ်တကျရေးဆွဲနိုင်မှာဖြစ်ပါတယ်။ဒီလိုအကျိုးပြုတဲ့အစီအစဉ်တွေစနစ်တကျဆောင်ရွက်နိုင်မှာသာလျှင်ဒါဘာဝပါဝင်တဲ့လူမှုအတိုင်းဝိုင်းဟာရေရှည်တည်တံ့ခိုင်မြဲနိုင်မှာပဲဖြစ်ပါတယ်။အဲ့တော့ အစအဝယ်ပြန်ကောက်ရမယ်ဆိုရင်အရေးကြီးဆုံးကတော့တည်ငြိမ်မှုတွေပဲဖြစ်ပါတယ်။ဘယ်စီပေါင်းလို့ပြန်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းဒီလိုလူမှုအကျိုးပြုစည်းဝါးကိုဥတီပြီးလှုပ်ဆောင်ရမယ်ဆိုရင်တည်ငြိမ်မှုကိုအရင်ဆုံးစူးစမ်းပြီးရှာဖွေကြရမှာဖြစ်ပါတယ်။မိတ်ဆွေပေါင်းလည်းတည်ငြိမ်အချမ်းလာသည့်ပတ်ဝန်းကျင်မှာအစီအမပြတ်သုံးဆွဲနိုင်သောသဘာဝပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြပါစီ။အသုံးပြုနိုင်ကြပါစီလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆွတောင်းပေးလိုက်ရပါတယ်။မိတ်ဆွေပေါင်းတည်ငြိမ်မှုမှသည် ။တဘာဝပါဝင်ခြင်းထင်းသေးကိုလှုပ်ဆောင်နိုင်သောပုံကူများဖြစ်နိုင်ကြပါစီဗျာ။ကျွန်တော်စော်နိုင်ဦးပါ။